အားလုံးမင်္ဂလာပါခင်ဗျာအဲ့တော့ living patient ကြိုဆိုပါရစေဒီနေ့အိမ်မှာဘာလုပ်စားလဲဆိုလို့ရှိရင်အရန်ဟိုမှာ yoshin record တဲ့ပေါင်မို့တစ်ခုကိုလုပ်စားရပေါ့နော်အဲ့တော့အဲ့ပေါင်မို့ကိုဘယ်လိုလုပ်ရလဲဆိုတော့စောင့်ပြီးတော့မှကြည့်ရှုပေးပါဦးခင်ဗျာ ဒါကတော့ကျွန်တော်ဆိုးဝါးလုပ်ပြခဲ့တဲ့ Peter Brand လို့ခေါ်တဲ့ပေါင်မို့ပေါ့နော်အာဒီလိုမျိုးပေါင်မို့ဆိုလို့ရှိရင်ကျွန်တော်တို့အာဘယ်လိုမျိုးအာကျွန်တော်မြန်မာပြည်မှာရှိတဲ့အာဒီနံပြားလိုဟာမျိုးပြောချင်းချက်ပါတီလိုဟာမျိုးပေါ့နော်အဲ့လိုမျိုးအမျိုးအစားပါပဲကျွန်တော်ဒီပေါင်မို့ကိုကျွန်တော်ဘယ်လိုဘာတဲ့စားလဲဆိုလို့ရှိရင်အာမြန်မာဖြစ်ဆိုလို့ရှိရင်အသားကင်နေတဲ့တွဲစားတယ်ပြောချင်းဒီလိုမျိုးခင်းသင်းရွက်တွေရဲ့အသားကင်ရဲ့တိတ်တက်တက်အဆော့ခုကိုထည့်ပြီးမှစားတာပေါ့နော်ကျွန်တော်ကတော့ဒီနေ့ဘာတဲ့စားမှဆိုလို့ရှိရင်စိတ်သားနည်းနဲ့စားပါမယ်နော်ကျတော့ ျွန်တော်တို့ဒီမှာအကျတော့ပီတာပရိကာလေးဒီလိုမျိုးကျွန်တော်တို့ပြောလို့ရှိရင်ထဲထဲမှာအစာထည့်လို့ရတာပြုံးပေါ့နော်ဒီမှာအစာထည့်လို့ရတယ်အဲတနည်းတည်းအသားထည့်မြင်နှင်းတွေထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကစပရောင်ဘူးဆိုတာကတော့ကျွန်တော်တို့တို့ပြုံးမှာစားမှာနော်ဒီမှာဒါလို့ရှိရင်ကျွန်တော်တို့အဲချက်ထားတဲ့စိတ်သားနှင်းနော်ဘူးစင်နလေးလေးစားမယ်ဒါလို့ရှိရင်စိတ်သားပတ်တွေကိုကျွန်တော်ဒီမှာထည့်လိုက်ပေါ့နော် ထဲကိုထည့်မယ်ကုစင်နံလေးထည့်မယ်ဆလာကြုတ်လေးထည့်နော်ဒါဆိုရှင်မရန်ကုန်မှာစကောင်းနော် ဲ့အဲ့တော့ရှင်အိမ်မှာရိုးရှင်းတွေပူတဲ့ဒုံမျိုးပေါင်းမှုကိုအာလောက်စားကြည့်ပါအာအပိကြတဲ့ပြည်သက်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ